ဇန်နဝါရီမှာ United ကနေထွက်ခွာရင်ကိုဘီမိုင်နူးရွေးချယ်သွားမယ်အတင်းသုံးနေ Manchester United နီးပြ Ruben Amorim ရဲ့လက်အောက်မှာပွဲထွက်ကစားခွင့်ရဖို့အတွက်ရုန်းကန်နေရတဲ့ကိုဘီမိုင်နူးကလာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာအတင်းရနေပြီးတော့ထွက်ခွာဖို့အတွက်ရွေးချယ်မယ်ဆိုရင်သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ထိပ်တန်းကလပ်အသုံးခုရှိနေကြောင်းသတင်းများကထွက်ပေါ်လာပါသည်အသက်20ရွယ်ကိုဘီမိုင်နူးကနီးပြဟောင်း Eriksen လက်ထက်မှာခြေစွမ်းပြခဲ့သူဖြစ်ပြီးတော့2024ခုနှစ် FA ဖလားဘောလုံးပွဲမှာ Man City ကိုဂိုးသွင်းပြီးတဲ့ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားစုကိုရယူနိုင်ခဲ့တယ်လို့ ယူ2024မှာလည်းပဲအင်္ဂလန်အတွက်ခြေစွမ်းပြခဲ့ပူပါရီဒါမဲ့နီးပြအမိုရင်ရောက်လာပြီးနောက်ပိုင်းမှာတော့ကိုမိုင်နူကဒန်ယာရီနဲ့ခြေစွမ်းကြာစင်းမှုတံကိုခံစားခဲ့ရပြီးခြေစွမ်းတိုးတက်မှုရပ်တန့်နေပါရီအမိုရင်ကဒီယာဒီပရီးမီးယားလိ6ပွဲစလုံးမှာမိုင်နူကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုခြင်းမရှိသေးပေအများစုမှာကက်စမေရိုနဲ့ဘရူနိုဖာနန်ဒက်တို့ကတော့တွဲဖက်အသုံးပြုနေရပဲဖြစ်ပါရီလူရည်တီတော်ကမိုင်နူကိုအငားနဲ့ထွက်ခွာခွင့်ပေးဖို့အတွက်တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်ဘက်ကချက်ချင်းပယ်ချခဲ့ပြီးတော့နီးပြအမိုရီကလည်း"သူကမိုင်းနုကိုအသေးမှဆက်ရှိစေချင်တယ်"လို့အခိုင်အမာပြောကြားခဲ့ပါရီ။သတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရမိုင်းနုကဇန်နဝါရီအပြောင်းရွှေ့ကာလမှာအသင်းပြောင်းရွှေ့ဖို့စဉ်းစားနေပြီးတော့သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ထိပ်တန်းကလပ်၃ခုရှိပါရီ။နံပါတ်၁နာပိုလီမိုင်းနုကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့အီတလီချန်ပီယံဖြစ်ကြတဲ့ဒီအသေးမှာယူနိုက်တက်ကနေပြီးတော့အငှားထွက်နေတဲ့ရက်စမတ်ဝိုင်လန်နဲ့အသင်းပေါ်အောင်စကောမတ်တိုမနီတို့နဲ့ပြန်လည်ပူးပေါင်းနိုင်မှုအတွက်အခွင့်အရေးရှိပါရီ။စပိန်လာလီဂါထိပ်သီးကလပ်ရီယယ်မက်ဒရစ်ကလည်းမိုင်းနုကိုစိတ်ဝင်စားနေလို့သိရပါရီ။ နံပါတ်၃အတလက်တီကိုမက်ဒရီရီယယ်မက်ဒရီရဲ့မျိုးကံပြိုင်မဲ့အတလက်တီကိုကလည်းမိုင်နူးရဲ့အခြေအနေကိုစောင့်ကြည့်နေပါရီအမိုရင်းကမိုင်နူးရဲ့ခြေစွမ်းပေါ်မှာယုံကြည်မှုရှိကြောင်းထုတ်ဖော်ပြောခဲ့ပေမယ့်သူ့ရဲ့တိုးတက်မှုတွေတင်းကျပ်တဲ့ဆက်ဆံမှုအသုံးပြုနေလို့ရှင်းပြခဲ့ပါရီကျွန်တော်တို့ကအများကြီးယုံကြည်တယ်သူကထိတ်တန့်ကစားသမားတူပါပဲအဲဒါမဲ့ခမရောက်တချို့ကကိုကြီးမိုင်နူးကပြည်စုံတဲ့ကစားသမားတူဖြစ်နေပြီလို့ထင်ကြပါရီအဲကျွန်တော်ကတော့သူဒီထက်အများကြီးပိုကောင်းနိုင်တယ်လို့ထင်ပါရီလို့နီးပြားကပြောကြားခဲ့ခြင်းဖြစ်ပါရီတချို့ကစားသမားတွေတော့လုံလောက်ပါရီ ဒါပေမဲ့မိုင်းနိုတော့ကတော့မလုံလောက်သေးပါဘူး။ဒါကြောင့်မလို့ဒီလိုဆုံးဖြတ်တာမမြတ်တော့လို့ထင်ရပေမယ့်ကျွန်တော်ကိုယ်မိုင်းနိုကိုကူညီနေပါတယ်လို့အမိုရင်းကဆိုပါရီ။